င်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေဒီနေ့နေ့လည်းခေတ္တတွေကိုတင်ဆက်ပေးပါမယ်နိုင်ငံတော်ရေးတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်ကိုဂျပန်မင်းအွန်လိုင်းပါဝင်ဆဲအုပ်စုနဲ့အတူအာဂျင်တီးနားတရားရုံးကထုတ်တဲ့ Foreign Day မှာထည့်သွင်းထားတာကိုပြန်လည်ဖဲထုတ်နိုင်ရေးအတွက်အင်ဂျီကနေနီလန်အလုံးကိုအသုံးပြုသွားမှာဖြစ်တယ်လို့ဆိုပါတယ်အဂျပန်စကောင်စီကရန်ကုန်လေစိတ်မှာ PJ နိုင်ငံကူးလက်မှတ်နဲ့ပြပထွက်အလုပ်လုပ်မဲ့မြန်မာနိုင်ငံသားအလုံးကိုပြပထွက်ခွင့်ယာယီရပ်ဆိုင်းလိုက်တဲ့အတွက် အလုသမားအယောက်1000ကျော်လေစိတ်ကနေလှည့်ပြန်ခဲ့ရပြီအလုသမားအလုံးကိုသူတို့စစ်ကောင်စီဘက်ကအမိတ်အသစ်မထွက်မချင်းယာယီရဆိုင်ထားမယ်ဆိုတဲ့တဲ့ရင်ပါဝင်ဒီကနေ့နေ့လည်းကင်းတဲ့ရင်ဒီကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့နိုင်ငံတော်အင်တာမင်ရဲ့ပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုအကြံဖတ်မင်းအောင်လိုင်းအပါဝင်စေအောင်စုနဲ့အတူအာဂျင်တီးနားတရားရုံးကထုတ်တဲ့ဖောင်ရန်ဒေမှာ ထည့်သွင်းထားတာကိုပြန်လည်ဖယ်ထုတ်နိုင်ရေးအတွက်အယူဂျီကနေနီလန်အားလုံးကိုအသုံးပြုသွားမှာဖြစ်တယ်လို့အယူဂျီဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဘုံလကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဖေဗူလာ၁၄ရက်နေ့ကပဲအာဂျင်နီနာတရားရုံးကနေအကြမ်းဖက်မဲအွန်လိုင်းဆိုဝင်းအပါဝင်စစ်ဗိုလ်ချုပ်၂၃ဦးကိုရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုအတွက်ဖမ်းရန်ထုတ်လိုက်ရမှာအဲ့ဒီအမှုတွေတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နဲ့သမ္မတဟောက်ဦးထင်ကျော်တို့ကိုပါထည့်သွင်းထားတယ်ဆိုပါတယ်။အဲ့ဒီအတွက် အချင်းဖတ်မင်းအွန်လိုင်းတို့စစ်အုပ်စုနဲ့အတူဖရန်ဒင်မှာထည့်သွင်းခံရတဲ့ဒေါ်ဆတ်စုကြည်နဲ့ဥထင်ကျော်တို့ကိုဖယ်ထုတ်နိုင်ဖို့အတွက်အယူဂျီအနေနဲ့နီလန်ဘောင်းစုံကိုအပုံပြူဆောင်ရွက်သွားမှာဖြစ်တယ်လို့အယူဂျီဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ်။တစ်ဖက်မှာလည်းအယူဂျီကဒီကိစ္စနဲ့ပတ်သက်ပြီးကြေညာချက်ထုတ်ပြန်ထားရမှာတကယ်တကယ်ရိုဟင်ဂျာတွေအပေါ်နီလန်မျိုးစုံတုံးပြီးအကျဉ်းဖတ်သက်ပြတ်မှုတွေကျူးလွန်ခဲ့တဲ့သူတွေဟာမြန်မာစစ်ကောင်းဆောင်တွေနဲ့သူတို့ရဲ့လက်အောက်ခံတည်ရင်တပ်ဖွဲ့ဒေသဖြစ်တဲ့အတွက် စစ်ကောင်းဆောင်မဲအွန်လိုင်းပါဝင်သူဥဆောင်တဲ့မြန်မာစစ်တပ်ကသာသူတို့ကျူးလွန်ထားတဲ့ပြစ်မှုတွေအတွက်တာဝန်ယူရမှာဖြစ်တယ်လို့ဆိုထားတယ်လို့အဲ့ဒီလိုအကြမ်းဖက်မဲအွန်လိုင်းတို့စစ်အုပ်စုနဲ့အတူဖမ်းရန်ဒဲမှာထည့်သွင်းခံရတဲ့ဒေါ်ဆန်းစုကြည်နဲ့ဦးထင်ကျော်တို့ကိုလည်းဖဲ့ထုတ်နိုင်မှုအယုံကြည်အနေနဲ့နီလန်ဘောင်းစုံကိုအတုံးပြူဆောင်ရွက်သွားမှာဖြစ်တယ်လို့အယုံကြည်ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မြန်မာအကြက်တဲကိုအာဆီယံဘုံသဘောတူညီချက်၅ရက်နဲ့အတူဖြည့်ရှင်းနိုင်ရေးအတွက် ဘရူနိုင်းဘရင်မလေးရှားဝန်ကြီးချုပ်နဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်တို့တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့မလေးရှားဝန်ကြီးချုပ်ကသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်သတင်းထုတ်ပြန်ထားပါတယ်။ဒါကတော့ February 17ရက်နေ့ဖြစ်တဲ့မနေ့ကပဲဘရူနိုင်းနိုင်ငံမှာသူတို့သုံးဦးတွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဆွေးနွေးမှုမှာမြန်မာအရေးကိုအကောင်းဆုံးဖြည့်ရှင်းနိုင်မှုအာဆီယံကချမှတ်ထားတဲ့ဘုံသဘောတူညီချက်၅ချက်နဲ့အညီဖြည့်ရှင်းရမယ်ဆိုတဲ့အကြောင်းတွေမြန်မာနိုင်ငံရေးမှာတက်ဆိုင်သူအားလုံးကဆက်ဆံဆောင်ရွက်မှုတွေကိုဆက်လက်လှုပ်ဆောင်မှုအထောက်အထင်းတဲ့အကြောင်းတွေအပြင်လက်ရှိမြန်မာနယ်စပ်ကကြားဖြတ်ငွေလိမ်ဂိုင်းတွေနဲ့ ရာဇဝတ်လုပ်ငန်းတွေအကြောင်းမှာထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီဆွေးနွေးမှုကနေရခဲ့တဲ့သဘောတူညီချက်တွေကိုလည်းတဆိုင်ရာနိုင်ငံတွေကနိုင်ငံခြားရေးဝန်ကြီးတွေစီအချိန်မီအကြောင်းကြားဖို့တွေပါပြောဆိုခဲ့ကြပြီးတစ်ဖက်မှာလည်းအာဆီယံကနေလက်ရှိမြန်မာနိုင်ငံမှာရွေးကောက်ပွဲလုပ်ဖို့ထက်ငြိမ်းချမ်းရေးရအောင်အရင်လုပ်ဖို့ကအရေးကြီးတယ်ဆိုပြီးတော့ပါထုတ်ပြန်ထားသလိုထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းသက်စင်ကလည်းတိုင်းသာလက်နက်ကိုင်တွေနဲ့တွစ်ဆုံဆွေးနွေးမှုမလုပ်ဘဲစစ်ကောင်စီကရွေးကောက်ပွဲကျင်းပမယ်လို့ပြောဆိုနေတာတွေဟာ အတိမတ်ပြုမှုမရတဲ့ဆုံးရှုံးမှုသာဖြစ်လိမ့်မယ်လို့လည်းတတိပေးပြောဆိုထားပါသေးတယ်ခင်ဗျာတဖက်မှာတော့အဂျမ်ဖက်စစ်ကောင်စီကရေကုန်လေစိတ်မှာ PJ နိုင်ငံကူးလက်မှတ်နဲ့ပြည်ပထွက်အလုတ်လုံမဲ့မြန်မာနိုင်ငံသားအလုံးကိုပြည်ပထွက်ခွင့်ယာယီရပ်ဆိုင်းလိုက်တဲ့အတွက်လူ့သမားအယောက်တထောင်ကျော် လေစိတ်ကနေလှည့်ပြန်ခဲ့ရပြီးအလုတ်သမားအလုံးကိုသူတို့စစ်ကောင်စီဘက်ကအမိတ်အသစ်မထွက်မချင်းယာယီရပ်ဆိုင်းထားမယ်ဆိုပြီးတော့ပါစစ်ကောင်စီရဲ့အလုတ်သမားဝန်ကြီးဌာနကပြောထားတယ်လို့ ပြည်ပလုပ်ငန်းအေဂျင်စီလုပ်ငန်းရှင်တဦးကရင်ကုန်ခေတ်တွေကိုပြောပါတယ်ဒါတော့ဖေဖော်ဝါရီလ14ရက်နေ့ကစပြီးအချက်ဖတ်စကောင်းစီရဲ့အလုံတမဝန်ကြီးဌာနကနေပြည်ပကိုအလုတ်အကင်အတွက် PJ နိုင်ငံကူးလက်မှတ်နဲ့ထွက်မဲ့သူအားလုံးကိုပြည်ပထွက်ခွင့်ယာယီပိတ်ပင်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအတွက်သူတို့ယာယီပိတ်ပင်လိုက်တဲ့ဖေဖော်ဝါရီလ14ရက်နေ့ကနေ16ရက်နေ့အတွင်းပြည်ပထွက်ဖို့လှုပ်ထားတဲ့အလုံတမအယောက်တထောင်ကျော်ဟာထွက်ခွင့်မရဘဲယာယီရဆိုင်ခံထားရတယ်လို့သိရပါတယ်။စကောင်းစီရဲ့အလုံတမဝန်ကြီးဌာနဘက်ကပြောတာကတော့ လက်ရှိမှာပြပထွက်ပြီးအလုတ်လုတ်တဲ့သူတွေအများများနေတဲ့အတွက်အဲ့ဒီအရေးအတွက်တွေကို short ချဖို့သူတို့ရဲ့စီမင်းစီကန်တွေကိုပြန်သုံးသပ်နေပြီသူတို့စစ်ကောင်စီဘက်ကအမိန်အစ်စ်မထွက်မချင်းပြပထွက်အလုတ်လုတ်မဲ့သူတွေအားလုံးကိုယာယီရဆိုင်ထားရမယ်ဆိုပြီးတော့ပါစစ်ကောင်စီရဲ့အလုံသမားဝင်ကြီးဌာနကနေ agency တွေကိုပြောထားတယ်လို့ပြပလောက်ကန် agency ပိုင်းရှင်တဦးကပြောထားပါတယ်ဒါနဲ့ပတ်သက်ပြီးသူတို့စစ်ကောင်စီဘက်ကညွန်ကြားချက်အစ်စ်ကဖေဖော်ဝါရီလ22ရက်နေ့နောက်ပိုင်းမှာထွက်လာနိုင်တယ်ဆိုပြီးတော့လည်းပြောထားသလို တကယ်လို့အဲ့ဒီညွန်ကြားချက်အစ်စ်ထွက်လာရင်လေပြပထွက်အလုတ်လုံးမဲ့သူတွေအတွက်အရင်ထပ်ပို့ပြီးတင်းကျပ်မှုတွေရှိလာမှာဖြစ်တယ်လို့လည်းသိရပြီးလက်ရှိမှာတော့စစ်ကောင်စီကပြပထွက်အလုတ်လုံးမဲ့သူတွေကိုပြပထွက်ခွင့်ယာယီရဆိုင်ထားစေဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ပကံမျိုးကအလိုတော်ပြည့်ဖျားအနီးမှာဆိုင်ကယ်ဆီးလာတဲ့အချက်ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ3ဦးပြစ်ခတ်ခံရပြီးရဲတပ်သားရီဝေးဦးနဲ့ရဲတပ်ချက်ခင်မောင်မြင့်ဆိုသူတို့ဟာပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီးတော့ သူရဲအုပ်ဝဝထုံးဆိုတဲ့သူကထွက်ပြေးလွတ်မြောက်သွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တကိုပြောပါတယ်ဖြစ်စဉ်ကဖေဖော်ဝါရီလ16ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းပါပဲပကံမြို့အလူတော်ပြည့်ဖျားနီမှာဆိုင်ကယ်စီးလာတဲ့ရဲတပ်ဖွဲ့ဝင်၃ဦးကိုတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့လိုပစ်ခတ်မှုအတွင်းဆိုင်ကယ်တစီးတည်းမှာ၂ယောက်တူစီးလာတဲ့ရဲတပ်သားရီဝေဦးနဲ့ရဲတပ်ချက်ခင်မောင်မြင့်စုသူတို့၂ဦးကတော့နေရာမှာတွင်ပွဲချင်းမိတွေကိုတိတ်ကုန်ကြပြီးနောက်တစ်ယောက်ဒုရဲအုပ်ဝဝထွန်းဆိုတဲ့သူက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။အဲ့ဒီလိုပြစ်ခတ်မှုအပြီးမှာပဲစစ်ကောင်စီတပ်နဲ့ရဲတွေကပကံမြူဟောင်းဘက်မှတမနယ်လုံးပိတ်ဆို့စစ်ဆေးတာတွေလုတ်သွားပြီးဒီလိုပြစ်ခတ်မှုနဲ့ပတ်သက်ပြီးတော့လေစစ်ကောင်စီဘက်ကပါတို့တို့လက်အောက်ခံရဲတပ်သားရီဝေးဦးနဲ့ရဲတပ်ချက်ခင်မောင်မြင့်ဆိုသူတို့နှစ်ဦးပွဲချင်းပြီးတေးသွားတဲ့အကြောင်းနဲ့သူရဲ့အုပ်ဝဝထွန်းဆိုသူကထွက်ပြေးလွတ်မြောက်လာတယ်ဆိုပြီးတော့ပါအတီးပြုတ်ထုတ်ပြန်ထားပါသေးတယ်ခင်ဗျာတစ်ဖက်မှာတော့မွန်ပြည်နယ်တထုံမြို့နယ်ချင်းပြည်နယ်တိတိမ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးဟာလက်နက်ခဲယမ်းတွေနဲ့မရမကထွက်ပြေးလာပြီးတော်လန်ရေးတပ်တွေစီမှအလင်းဝင်ရောက်လာတယ်လို့သက်ဆိုင်ရာတော်လန်ရေးတပ်တွေကရန်ကုန်ခေတ္တကိုပြောပါတယ်။မွန်ပြည်နယ်တထုံမြို့နယ်မှာတော့ဖေဖော်ဝါရီလ18ရက်နေ့ကပဲစစ်ကောင်စီရဲ့အမှတ်၄၀နှစ်အမြောက်တရင်ကစစ်မှုထမ်းတပ်သား1ဦးဟာဒုကန်ဆောင်တဲ့တနက်နဲ့အတူမရမကထွက်ပြေးလာပြီးတထုံမြို့ပြပျောက်ကြားတပ်ဖွဲ့စီမှအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။အလားတူတစ်ဖက်ကချင်းပြည်နယ်တီးတိမ်မြို့မှာလည်း ဖေဖော်ဝါရီလ19ရက်နေ့မှာပဲစစ်ကောင်စီရဲ့ခလာရ269တရင်ကတပ်သားကျော်စောနိုင်တဲ့ဇော်လင်းဆိုသူတို့နှစ်ဦးဟာခဲယမ်းတွေကိုမချလာပြီးတော်လိုင်းတပ်ဖွဲ့တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ CDF CDM စီရင်တပ်ဖွဲ့ကပြောထားပါသေးတယ်။လက်ရှိမှာချမ်ပစစ်ကောင်စီလောက်ခံတပ်ဖွဲ့ဝင်တွေဟာနီလန်မျိုးစုံနဲ့မယမကထွက်ပြေးလာပြီးတဆိုင်ရတော်လိုင်းတပ်ဖွဲ့အသီးသီးမှာအခုလိုပဲအလင်းဝင်ရောက်လာတာတွေဒုနဲ့ဒီကိုရှိနေပြီးတစ်ဖက်ကတော်လိုင်းတပ်ဖွဲ့ဝင်တွေကလည်း အဲ့ဒီလိုစစ်ကောင်စီလက်အောက်ကနေထွက်ပြေးလာပြီးတော့အလင်းဝင်ရောက်လာတဲ့တပ်ဖွဲ့ဝင်တွေကိုကောင်းကောင်းမွန်မွန်လက်ခံကြိုးစားစောင့်ရှောက်ပေးထားကြတယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တစ်ကနေဒီနေ့နေ့လည်းကင်းဒရင်တွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ